ားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်ပေးမှာကတိုင်းပြည်ရဲ့လမ်းစဉ်အပိုင်း30ပဲဖြစ်ပါတယ်ဇလန်းလေးမစတင်ခင်မှာတော့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe နှိပ်ထားပေးဖို့ကြိုးစားရက်ပါတယ်ဇလန်းစမှာတော့အဖိုးမုတ်တယောက်ဓားပြန်ကိုစီးကာ ရင်တက်တရှိရာနေရာကိုဥတီလာနေခဲ့ပါတယ်။ရင်ကိုပါပိတ်လောင်အစီရင်ဖွင့်ထားတာကိုတွေ့လိုက်ရတဲ့အခါမှာတော့တပည့်မဖြစ်သူကိုတော်သေးလို့ကြည်ရတာဘာပြဿနာမှမဖြစ်သွားဘူးထင်ပါရဲ့လို့တွေးလိုက်ပြီးအစီရင်ဖွင့်ထားလို့အတွင်းအပြင်သွားလို့မရတယ်လို့နဖျားအာယုံနဲ့လည်းအတွင်းပိုင်းကို ထောက်လန်းလို့မရပါဘူး။ဒါပေမဲ့အစီအရင်ကိုသူဖြတ်ပြစ်နိုင်တယ်ဆိုပေမဲ့တကယ်သာ ဖြတ်လိုက်မယ်ဆိုရင်အခံမတင်တာနဲ့သူတပည့်မရဲ့ကြိုးစားထားတဲ့တေးချွေးတွေအလဟာသက်ဖြစ်ကုန်ပါလိမ့်မယ်ထို့ကြောင့်ထိုင်ပြီးစောင့်နေဖို့ပဲတနိုင်ပါတော့တယ်တစ်ဖက်မှာလည်းရန်ခါရဲ့တက်ခိုက်ဆွမ်းအားက အထုအထိတ်ကို ရောင်းနေခဲ့ပြီးအခွင့်အရေးကိုလက်လွတ်လို့မရဘူးတွေးကသွေးကန်းကမသားရီငါ့ကိုလာတိုက်ဆန်းလို့ပြောကအတက်လိုင်းတစ်ခုပို့လိုက်ပါတယ် ထိုအရာကရင်းတံကျိုးစွမ်းအားကိုခြေဖြတ်နေတဲ့သခင်ဝင်ကိုတန်ရာထရရစေခဲ့ပါတယ်ဒီအချိန်ကျမှ သူ့စိတ်ဝိညာဉ်ကိုရန်ခိုင်းရဲ့အတန်လိုင်းကဖြတ်ထုတ်လိုက်တော့အသွင်းကလေးစာတွေထိခိုက်ခဲ့ရပါတယ်လုံဝေးလဲခြေဖြတ်တာဘလို့နေလဲလို့သူ့ကိုမေးလိုက်ပါတယ်သူအရာကသူတိခဲ့တာတွေထက်အဆင့်ပိုမြင့်ပြီးနေရှမ်းကဘသူတပည့်လဲဆိုတာသိကျင်နေခဲ့ပြီးဒီလောက်စမ်းကြတဲ့အစီအရင်ကို ချားနိုင်မယ်မထင်ထားခဲ့ပဲအစကတည်းကသူ့အသွင်းအားရဝင်းရဲ့တွေးကြောတွေကိုအစီအရင်ရဲ့တန်ကျိုးတွေကချုံနှောင်ထားပြီးခုနကအတန်ပါထတ်တိုးပြီးတိုက်ခိုက်ခံရတော့သူ့ဆွမ်းအားကခွဲဝပေါင်းစည်းခြင်းပုံအဆင့်900မရှိတော့သူဒေါသထွက်နေခဲ့ပါတယ်သူ့လူကျမ်းရွယ်ပုံအဆင့်5ရှိတဲ့ချင်းကျန်သူကခလေးနှစ်ယောက်ရဲ့တပည့်ရိုက်တာခံခဲ့ရတော့ရန်ကျူးအဖွဲ့ကလက်စားမချေရင် လူဘလူဆက်လို့ရမလဲလို့တခင်ဝင်လဲပြောလိုက်ပါတယ် လုံဝေးလဲရန်ခိုင်းရဲ့တီနေရပေါက်ကြားသွားမှာတော့မုတ်ချတရားလိုက်မယ်လို့ပြန်ပြောလိုက်ပါတယ်။တစ်ဖက်မှာလဲရန်ခိုင်းကသူ့စီလာနေတာကိုသိနေခဲ့ပြီးဒီတိုက်ဝဲပြီးရင် သူအသက်ရှင်နိုင်အောင်မလားဆရာတူမာလေးအတွက်သူအစွမ်းကုန်စူးစမ်းပြီးပါပြီလို့တွေးနေချိန်မှာသွေးကိုင်းတပည့်သုံးယောက်ရောက်လာခဲ့ပါတယ်။တနားကြီးလေးမတွေ့ရတာနဲ့ရန်ခိုင်းကမူလစွမ်းရင်အချီတီအဆင့်ပုံအထုတ်အတိတ်ကိုရောက်နေခဲ့ပြီးလူလန်းကိုမင်းတက်လိုက်တာလားမေးလိုက်ပါတယ်။ ရန်ခိုင်းကလည်းမင်းတို့ရဲ့တိုင်းအတော်ဆုံးလူနဲ့သခင်လေးလုံဆိုတဲ့လူရောဗမာလဲလို့မေးလိုက်ပါတယ်။သူတို့ကလည်းမင်းကိုတိုက်ဖို့လောက်ကတော့အခမ်းမသခင်ဝင်နဲ့သခင်လေးလုံထွက်လာဖို့လိုသလားလို့ပြန်မေးလိုက်ပါတယ်။သူတို့ပူပေါင်းပြီးဝန်တိုက်မယ်ဆိုရင်ငါမရှင်းနိုင်တာအမှန်ပဲ။တယောက်ချင်းစီလာတိုက်အောင် လုပ်ရမယ်။ကျင့်ကြံရေးအစင်းအနေဆုံးလူကိုရှာလိုက်ပြီးသူကနေစရမယ်လို့တွေးလိုက်ကအကွက်ချစကားတွေစတင်ပြောဆိုလိုက်ပါတယ်။တစ်ဖက်ကအကြီးဖြစ်သူက မြင်ဖြစ်သူကို တားလိုက်ပြီးသူ့အကွက်ထံမဝင်စေနဲ့ဒီကောင်လေးကမယိုရှင်ဘူးငါတို့အတူတက်ရအောင်လို့ပြောလိုက်ကဝိုင်းလိုက်ပါတယ်ရန်ခိုင်းလဲခေါင်းဆောင်ပြစ်သူကိုအလဲထိုးနိုင်မှာအချိန်နေကောင်းနိုင်မှာပါသူခန့်စစ်ကို လက်လွတ်ပြီးအစွမ်းကိုအင်အားသုံးမှ သူ့ကိုအလဲထိုးနိုင်မှာလို့တွေးလိုက်ပြီးစတင်တိုက်ခိုက်လိုက်ပါတယ်ခတ်တော့ ောက်ဆုံးမှာလူတစ်ချက်ကိုတစ်ချက်ရိုက်လိုက်ကြပြီးရန်ခိုင်းနဲ့တန်ရာရသွားခဲ့ပါတယ်။တစ်ဖက်လူကလည်းခလေးအကွက်ဒီသူ့လိုခွဲခွာပေါင်းစည်းခြင်းဘုံအဆင့်ရှိတဲ့တိုင်းထိပ်သီးပဲသူ့လက်ဝါစာမိသွားတော့မင်းတည်နိုင်မတည်နိုင် ကြီးကြသေးတာဘောလို့ပြောလိုက်ပါတယ်။သူမတည်သေးတာကရန်ခိုင်းလက်ဝါရဲ့ချက်ကလည်းရန်တဲ့ဝိညာဉ်ရေးဆယ်ဆက်ကိုအတုံးပြူထားတာကြောင့်သူခွဲခွာပေါင်းစည်းခြင်းဘုံအဆင့်ပဲရောက်နေပါစေရှုံးမကိုသူမတည်ခဲ့ပါဘူး။ ခဏနေမှာပဲသူ့ရင်ဘက်ကရန်တက်တွေဖက်ပေါ်လာနေခဲ့ပြီး ရန်ခိုင်းလဲအခွင့်အရေးကိုအမိရအတုံးချကထပ်ပြေးခဲ့ပါတယ်သူကလည်းလိုက်ကြဖို့အမိပေးခဲ့ပေမဲ့နောက်ဆုံးတော့လဲကြသွားခဲ့ပါတယ်တယောက်ကလည်းရန်ခိုင်းထွက်ပြေးသွားတော့ကြာနေခဲ့တဲ့ပစ္စည်းတစ်ခုကိုကောက်ယူနေခဲ့ပါတယ်သူတို့အကူအနိမ့်ဆရောက်သွားရတာဟာရန်ခိုင်းကသူ့စွမ်းရည်မဟုတ်ပဲ သူ့လက်ထဲမှာ တပြည့်မှုဆွမ်းအားကြီးမားတဲ့လှုပ်ဝဲတနာတစ်ခုခုကိုဟွက်ထားတာဖြစ်လောက်တယ်ယတနာအဆင့်ကလည်းတီအဆင့်ရှိလောက်တယ်လို့ယူဆနေခဲ့ကြပြီးခမ်းမသခင်ဝင်နဲ့သခင်လေးတို့သိရင်ယူသွားမှာဆိုတော့အစီအရင်မခံတော့ပဲရန်ခိုင်းကိုလက်စတ်တ်ပြီးယတနာကို အပိုင်သိမ့်မှုနှစ်ယောက်သားတံပင်နေခဲ့ကြပါတယ်ထို့နောက်ရန်ခိုင်းစီကဘာဖြစ်စီကြနေခဲ့တာလဲလို့မေးလိုက်ပါတယ်သူကလည်းစီပလင်းကြနေတာဖြစ်ပြီး မင်းကြည့်လိုက်ရင်သိမှာပါလို့ပြောကပေးလိုက်ပါတယ်ရန်တဲ့အမျိုးအစားစီးပဲကြည်ရတာရန်ခိုင်းကဒါကြောင့်မူလဆွဲအားကိုတိတ်ပြီးသုံးစရာမလိုတော့ဘူးနဲ့တူတယ်လို့ပြောလိုက်ပြီးနှစ်ယောက်သာခွဲဝေယူလိုက်ကြပါတယ်ထို့နောက်လူဝဲယတနာရှာဖို့အရင်သွားနေမယ်ပြောကထွက်သွားပါတော့တယ်ရန်ခိုင်းလည်းသူ့ရွှေခန္ဓာကကာကွယ်နေပြီမဲ့ရန်ခိုင်းလည်းသူ့ရွှေခန္ဓာကကာကွယ်ပေးနေပြီမဲ့ဟူနာကလက်ဝါးတစ်ချက်ကို တောက်မခံနိုင်ခဲ့ပါဘူး အခုတော့ထွက်ပြေးရမယ်။ကိုးပါသောရင်အငွေ့သက်စူစီးရနေမည်ရှိရင်အငွေ့သက်ကလူကိုအိဆက်စေတယ်။အခုအတော်ဆုံးလူကတည်သွားပြီ။သူတို့ဆရာအတူအမဖော်ဆက်ထားတဲ့ကြောက်စိမ်သွေးရှမ်းစည်းလုံးကိုကိုးပေါ်မှာစောင့်ထားမယ်ဆိုရင်ငါရဲ့ရံမူလစွမ်းအင်သစိမ့်နဲ့သူတို့ရဲ့နေရာကိုစုံစမ်းလို့ရပါတယ်။ထို့ကြောင့်တယောက်ပြီးတယောက်ချိန်မုံမဲ့အစီအစဉ်ကအကောင့်ထဲပေါ်နိုင်ဖို့စဉ်းစားနေချိန်မှာသွေးကန်ကတပည့်တယောက် ထွက်လာတာကိုတွေ့လိုက်ရပါတယ်။ထို့ကြောင့်သူအစီအစဉ်ကိုစတင်ပါတော့တယ်။အဲ့ဒီအချိန်မှာပဲသူထပ်တွေ့လိုက်ရတာက သူ့ရဲ့ဆရာတူအမရှာနေတဲ့ရင်ကိုပါစုစည်းမြူနေငွေဖြစ်နေပြီးဟူနာကလူကိုအကဲခတ်လိုက်ပါတယ်။ထို့နောက်အပင်ပေါ်တက်ပြီးဟိုလူရဲ့အလက်မှာလက်ဦးမှုအရာယူလိုက်ပါတော့တယ်။ထို့နောက်ကြောက်စိန်သူွှန်စီလုံးကိုပြန်ယူက သူတို့ကဘာရန်ညုံညံစားမှမရှိပဲမင်းတို့က တလန်းလုံးလိုက်လာပြီးလမ်းမလျှော့ကြဘူးငါကိုအပြစ်တင်လို့မရဘူးပြောနေခဲ့ပါတယ်ရင်ကိုးပါစူးစီးမြူနေငွေကတကယ်ကြီးအနေရကိုအာယုံခံမိပြီးထွက်ပြေးသွားခဲ့လို့တကယ်ညံကောင်းတယ်လို့တွေးလိုက်ပါတယ်နင်းရှမ်းလဲတန်ရာတွေကူးစားနေရင်ဆရာတို့ညီလေးအခုဘယ်လိုနေလဲမသိဘူးလို့တွေးနေချိန်မှာကြံသေးတဲ့တွေးကန်းကတပည့်တယောက်ရောက်လာခဲ့ပါတယ်သူကမင်းကို နောက်ဆုံးတော့ရှာတွေ့ပြီးလိန်လိန်မာမာနဲ့ စကားနားထောင်ရင်မင်းဒုက္ခမရောက်စေရဘူးမဟုတ်ရင်တခင်လေးလုံးတို့ကိုအချက်ပေးလိုက်မယ်လို့ပြောလိုက်ပါတယ်။နေရှမ်းလဲဒန်ယာအရှင်က ရှိသေးတော့အခြေအနေကိုအကဲခတ်နေရင်ဆရာတို့ညီလေးပြန်လာပြီလားလို့ဝမ်းသာစွာပြောလိုက်ပါတယ်။သူကလည်းဟာတာတွေဒီအကွက်နဲ့လှည့်စားကျင်လာလားလို့မေးလိုက်ပြီးတာနဲ့တခါတည်းအနေအဆရောက်သွားခဲ့ပါတယ်။ ငါဆရာတူအမကဘသူ့ဦးမှာမလဲစားဘူးဘူးလို့ပြောလိုက်ပြီးရန်ခိုင်းလဲခွေကြသွားပါတယ်။နေရှမ်းလဲတွားတွဲလိုက်ရင်ထွက်သွားတာနှစ်နာရီပဲရှိသေးတယ်။ဘလို့ခက်ခဲတဲ့တိုက်ပွဲနဲ့ဂျုံခဲ့ရလို့ဒီလိုပုံစံဖြစ်သွားရတာလဲမေးလိုက်ပါတယ်။ရန်ခိုင်းကလည်းဘာမှမဖြစ်ဘူး။ခဏနားလိုက်ရင်ကောင်းသွားမှာလို့အဖြေပြန်မေးလိုက်ပါတယ်။ထို့နောက်ရင်ကိုးပါးစုစည်းမှုနင်းဝေးကို သူတွေးခဲ့တယ်လို့ပြောလိုက်ပါတယ်။သူမကလည်း အဲ့ဒါကိုမလိုချင်တော့ပါဘူးထူပစ္စည်းအတွက်ဒီနေရာကိုခက်ခက်ခဲခဲလာခဲ့ရပေမဲ့ရန်ခိုင်တန်ရာတွေအပြင်းထန်ရခဲ့တာနဲ့လုံးဝမတန်ဘူးပြောကသူမအဝိစားတွေကိုဖျဲပြီးစီးပေးလိုက်ပါတယ်ထို့နောက်မနံမိုးလင်းသည့်စောင့်ပြီးအစီရင်ပြေသွားမှထွက်သွားမယ်လို့သူမပြောလိုက်ပါတယ်ရန်ခိုင်ကလည်းသူမဘာကိုစိတ်ပူနေတာလဲသိတော့သူတို့တွေနောက်ဆုံးနှစ်ယောက်ပဲကျန်တော့တယ်လို့ပြောလိုက်ပါတယ်သူမလည်းအံ့ဩသွားပေမဲ့မိုးလင်းလို့ အစီရင်စည်းပြေတာနဲ့ကျန်းရွယ်အစင်ပုံကျွမ်းမြင့်သူရဲ့ဆွမ်းအားလဲကနဦးအတိုင်းပြန်ဖြစ်မယ်လို့ပြောလိုက်တော့ရန်ခိုင်းလဲငါတို့ကရေးဆွဲเสียရမရှိတော့ဘူးမုံမလင်းကအဲ့ဒီအလူကိုအနိုင်တိုက်နိုင်မှာပဲလွန်မြောက်နိုင်မှာပါတီဘူးထိုင်ဆောက်တာထက်တေရအတိတိုက်တာပိုကောင်းတယ်လို့ရန်ခိုင်းလဲပြောလိုက်ပါတော့တယ်